အခန်းတည်းအကြောက်တရားယုံကြည်မှုနဲ့ဝေစာခြင်းအကြောင်းကိစ္စဒီစာအုပ်လေးက start at ပြုဥ္စလုပ်ငန်းတွေနဲ့ပတ်သက်လာသမျှအမှန်တရားတွေကိုတင်ပြဖို့ရာရည်ရွယ်ထားတဲ့စာအုပ်ဖြစ်ပါတယ်ဒါပေမဲ့ဖြစ်စဉ်တော့ပြုဥ္စလုပ်ငန်းတွေနဲ့ပတ်သက်လာရင်အမှန်တရားတစ်ခုမှ မရှိပါဘူးဘာလို့လဲဆိုတော့တီထောင်သူနဲ့ယင်းဒီမြုပ်နှံသူတွေရဲ့ အမြင်တွေကိုကတောင်နဲ့မြောက်လိုဖြစ်နေတာကြောင့်ပါဒါကြောင့်ဒီစာအုပ်လေးကိုကျွန်တော်တို့နှစ်ဦးလုံးထောက်ခံထားတဲ့အဆက်တွေကိုပဲတင်ပြဖို့မလုပ်တော့ပဲအဲ့ဒီလိုသာတင်ပြရင်လေဒီစာအုပ်ကြီးကကျင်းစရာကြီးဖြစ်နေမှာပါအစိုးဆုံးက အမှန်တရားမဖြစ်တော့ပဲတဝက်တစ်ပြက်နဲ့အလွဲရှုထောင့်တွေပဲ ပါသွားမှာပါဒါကြောင့်နှစ်ဖက်အမြင်ကိုတလှည့်စီတင်ပြတဲ့ဤနဲ့တယောက်တဝက်အမှန်တရားတွေကိုပေါင်းဆက်ပြီးတင်ပြသွားမှာပါတခါတလေကျွန်တော်တို့သဘောချင်းတူကြပါလေအများအားဖြင့်အမြင်ကန့်လန့်ဖြစ်ခြင်းဖြစ်သွားလိမ့်မယ်တေချာတလောက်ဝီယောတိဖြစ်တဲ့အကြောင်းအရာတွေညာနေပါလိမ့်မယ် အဲ့ဒီလိုစန့်ကျင်နေတာကနေအဲ့ဒီလိုစန့်ကျင်နေတာကလည်းလူရင်းပါဗျတယောက်ကပုံကြီးချိန်ကားပြီးအေးပါမှုကိုတင်ပြထားရင်တော့နောက်တယောက်ကအဲ့ဒီအေးပါမှုကိုပယ်ချပြီးအငင်းဖက်ကနေအဲ့ဒီလောက်ကြီးလဲမဟုတ်တလို့ပြောတာမျိုးတွေလဲပါပါတယ်အဲ့ဒီလိုအမြင်မတူမှုတွေကပဲလူရင်းပါဗျ နှစ်ယောက်လုံးရက်အမြင်တွေကိုသိစေချင်တာမြင်စေချင်တာပါပြီးတော့ဒီစာအုပ်လေးကကုန်ပစ္စည်းတွေကိုဈေးကွက်ထဲရောက်အောင်ဘယ်လိုလုပ်ရမလဲတို့လုပ်ငန်းလေပတ်နည်းတို့အရင်းအမြစ်အတုံးချနည်းတို့စသဖြင့်အကြောင်းအရာတွေကိုပဟိုပြုပြောသွားမှာ လုံးဝမဟုတ်ပါဘူးအဲ့ဒီလိုအကြောင်းအရာတွေအတွက်တက်ဆိုင်ရာနေပယ်လိုက် တေချာပညာရှင်တွေစာအုပ်အလီလီရေးသားပြုစုထုတ်ဝေထားကြပါတယ်ဒီစာအုပ်ကရင်းနှီးမြုပ်နှံသူနဲ့တီထောင်သူတို့ နှစ်ဦးနှစ်ဖက်ပူးတွဲပူပေါင်းတွဲဖက်ပြီးလုပ်ငန်းတစ်ခု အစပြုရာကနေအောင်မြင်ပြည့်မြောက်သွားတဲ့အထိမကွဲမပြဲအတွဲမပြတ်ဆက်လက်လောက်ကန်နိုင်ဖို့ရာအကြံပြုပေးထားတဲ့ အထောက်အကူပြုလမ်းညွန်စာအုပ်တာဖြစ်ပါတယ်။စာအုပ်တစ်ခုလုံးမှာဂျယ်ရီနဲ့အပိုင်းကိုရှောက်လာရင်ဂျယ်ရီရဲ့အပိုင်းကိုရှောက်သွားရင်ယင်းဒီမြုပ်နှံသူရဲ့အမြန် Investor Juice ဆိုပြီးကနအူးခေါင်းစဉ်တက်ဖော်ပြထားမှဖြစ်တယ်လို့ list ရဲ့အမြန်အပိုင်းကိုရှောက်သွားရင်တီထောင်သူရဲ့အမြန် Founder Juice ဆိုပြီး ကောင်းစင်တက်ဖော်ပြသွားမှာဖြစ်ပါတယ်အခုကစပြီးတီထောင်သူနဲ့ယင်းဒီမြုံနံသူတို့ရဲ့တီချာအမြင်တွေကိုဆက်လက်လေ့လာသွားကြပါဦးဆိုယင်းဒီမြုံနံသူအမြင်ယုံကြည်မှုအပေါ်အခြေခံတည်ဆောက်ထားတဲ့စနစ်ဆီလီကွန်ဗယ်ရီနဲ့အတူစတတ်အပ်ဆီလီကွန်တောင်ကြား ကျိုးဥစလုပ်ငန်းတွေအကြောင်းမျှဝေထားတဲ့စာအုပ်ကိုကြည့်လိုက်ရင်အမြဲလိုလို တွေ့ရမဲ့အကြောင်းအရာက Venture Capital စွန့်စားစီးပွားအကြောင်းပါကျွန်တော်အမြဲရပြောရရင် Silicon Valley ဆိုတာက Venture Capital System စွန့်စားစီးပွားစနစ်ကို အခြေခံပြီးပေါ်ပေါက်လာတာဖြစ်ပြီးလွန်ခဲ့တဲ့ နှစ်90ကနေအခုလက်ရှိအချိန်ထိတည်ရှိနေတဲ့ကုမ္ပဏီတိုင်းတို့လောကစွန့်စားစီးပွားစနစ်နဲ့စတင်ခဲ့ကြလို့တာဆီလီကွန်ဗယ်လီမှာစခင်အတိုင်းမပြတ်မယွန်းမမမမရက်တည်နေနိုင်ကြတာဖြစ်ပါတယ်ဒီအကြောင်းအရာတွေသိချင်ရင်တော့စွန့်စားစီးပွားဆိုင်ရာစာအုပ်တိုင်းမှာဖတ်လို့ရပါတယ် အခုဒီစာအုပ်မှာတော့အဲ့ဒီစွန်စားစီးပွားရေးတွေရောဆီလီကွန်ဘယ်ရီကလုပ်ငန်းနည်းတူ အောင်မြင်ဖို့အတွက်မဖြစ်မနေလိုအပ်တဲ့အရေးကြီးဆုံးသောအကြောင်းအရာတွေကိုဥတီပြောသွားမှာပါအဲ့ဒီအကြောင်းအရာကတော့ trust ယုံကြည်မှုပါပဲဆီလီကွန်ဘယ်ရီဆီလီကွန်တောင်ကြားနည်းပညာကုန်ပစ္စည်းတွေကိုထုတ်လွှတ်ရမှာ မဖြစ်မနေလိုအပ်တဲ့ကီကွန်ကွန်မွန်နက်ဆီလီကွန်ကိုအစွဲပြုပြီးနည်းပညာကုန်မြင့်ကြီးတွေစုဝေးရာတောင်ကြားတစ်ခုတနည်းဆီလီကွန်တောင်ကြားကယ်လီဖိုးနီးယားပြည်နယ်ဆန်ဖရန်စစ္စကိုပင်လယ်အော်အနီးတွင်စန်တာကလာရာတောင်ကြားဒေသမှာတက်တက်နဲ့တကူအပြင်မှာရောလမ်းပေါ်မှာရော လူချင်းမတွေ့ဘူးတဲ့ပုံကိုယ်တွေတခါမှမတိမကြားဘူးတဲ့ပုံကိုယ်တွေအများကြီးပါပဲကျွန်တော်စီပတ်စံတောင်းဖို့အတွက်တက်တက်ပတ်စံတောင်းဖို့အတွက်တက်တက်နဲ့ပို့လာကြတဲ့အီးမေးလ်တွေကို နေ့တိုင်းလိုလိုဖတ်ရပါတယ်အစကနေအဆုံးအားလုံးကိုကျွန်တော်အချိန်ပေးပြီးဖတ်ပြတယ်အားလုံးကိုတန်ဖိုးထားပြီးတွေးပေးတယ် တခါတလေသူတို့ပို့လာတဲ့အကြောင်းအရာနဲ့စာတွေရရက်အနေငယ်ကနေတပတ်နှစ်ပတ်လောက်ကြာကြာပေါ့အချိန်ယူပြီးစဉ်းစားဖြစ်တဲ့ရင်းမြစ်ခိုင်မာမှုစစ်ရတဲ့ပြည်ရန်သူတို့တောင်းဆိုလာတဲ့ရန်ပုံငွေငွေကြီးအတွက်ဆက်လက်မှတ်ဖြတ်ဖို့ဆုံးဖြတ်ရတဲ့အပေါ်ရန်တွေးကြည့်လိုက်ရင်ကျွန်တော်လုံနေတာတွေကယူမရကြတယ်ပဲဗျာ ယူမရကြတယ်ပေါ့ဗျာတကယ်တမ်းလဲဟုတ်လဲဟုတ်တယ်ရဲ့အရှုညတွေဆိုရင်အိတ်မရဘူးတညာလုံးတွေးဖြစ်နေရောပဲကိုကိုကို ပြန်စမ်းစစ်ရသေးတယ်ငါဘာပဲလုံနေတယ်လဲစွပြီတော့ပေါ့လူချင်းလဲမသိတွေ့လဲမတွေ့ဘူးတစိမ့်တွေတောင်းဆိုလာတဲ့ပတ်စံကိုငါဘာအတွက်နဲ့လိုက်ပေးနေတာလဲစသဖြင့်စသဖြင့်ပေါ့ဗျာ တေစာတလောက်အဲ့ဒီလူစိမ့်တွေရဲ့စာတွေကိုဖတ်ပြီး သူတို့ပြောလာတာတွေကို အခြေခံထားလုပ်နေတာပါဗျသူတို့ကအပြင်မှာတကယ်တွေ့ဖြစ်မတွေ့ဖြစ်လဲမသိကြဘူးပေးလိုက်တဲ့ပတ်စံပြန်ရဖို့မရဖို့ဆိုတာလဲပြောမနေနဲ့တော့အခုနေပေးလိုက်တဲ့ဆက်လက်မှတ်ပေါ်ကပမာဏတဲ့ကြီးကျယ်များပြားတဲ့ပမာဏရှိတဲ့လက်မှတ် ပြန်ရောက်လာဖို့အထိကာလအပန်းချာကိုပါထဲ့သွေးကြည့်လိုက်ရင်တကယ်ရူးချင်စရာပဲဗျာအများအားဖြင့်ရောက်မလာကြတာများပါတယ်ခမားတို့လည်းအလားတူအီးမေးလ်တွေကိုရမှာဖြစ်ပါတယ် spam founder spam folder ထဲဝင်ကြည့်ကြည့်ပါဗျာအရင်အမြင့်ငွေပမာဏနည်းနည်းပါပါလေးပဲအတုံးချလိုက်ရင်များ များမကြာတဲ့ကာလအတွင်းဝေပမာဏအများကြီးအမြတ်အနေနဲ့ရမယ့်အကြောင်းကတိစကားတွေနဲ့စာတွေကြောက်လာတတ်ပါတယ်အဲ့ဒီလိုအီးမေးအများစုကအလိန်စကန်တွေမှလူတိုင်းသိပါတယ်ဒါပေမဲ့ကျွန်တော်စီရောက်လာတဲ့မေးတွေကြတော့ရောဘာတွေကွာနေလို့လဲအဓိကကကွာခြားချက်ကကနဦးပြောခဲ့တဲ့ ဆီလီကွန်တောင်ကြားကစွန့်စားစီးပွားရေးစနစ်ကိုအရှိခံထားမှုပါလစ်ပြောနေကြအတိုင်းပြန်ပြောရရန်အစအဦးတည်ဆောက်မှုဒါမှမဟုတ်အုံမြင့်ယူမှုမျိုးပါအုံမြင့်ယူမှုမျိုးပါတစင်းတွေကိုပတ်စံထိုးပေးပြီးအချိန်တစ်ခုအထိစောင့်ပြီးမှကိုယ့်အတွက်အမျက်ပြန်ချရတဲ့စနစ်ကြီးပေါ်ဈေးပွက်အတွင်းမှာတံပိုးတစ်ခု ဖြစ်မလာမခြင်းတည်ထောင်သူနဲ့ရင်းနှီးမြှုပ်နှံသူကြားကနားလည်မှုအပေါ်အရှိခံထားတဲ့တံပိုးဆံရတိုးတက်မှု အတိုင်းအတာနဲ့စွမ်းဆောင်မှုဆံရတည်တက်မှုလှုပ်ထုံလှုပ်နှီးဖြစ်ပါတယ်ဒါကလည်းကိုတယောက်တည်းခွဲထွက်ပြီးလှုပ်လို့မရပြန်ပါဘူးကိုနဲ့နီးတူလောက်ကင်နေကြတဲ့ရင်းနှီးမြှုပ်နှံသူအတိုင်းအဝန်းကြီးတစ်ခုလုံးအတွင်း ညှဝေထားတဲ့အခြေခံသတင်းအချက်အလက်တွေကိုအခြေခံပြီးဆုံးဖြတ်သုံးသပ်ရတဲ့အလုံးမျိုးဖြစ်တယ်လို့တဦးပေါ်တဦးထားရှိတဲ့ယုံကြည်မှုနဲ့အမြန်ပေါ်နားလည်သိတတ်မှုတွေနဲ့တိဆောက်ထားတဲ့အလုံးမျိုးဖြစ်ပါတယ်ဆိုလိုတာကကိုယ်စိတ်နဲ့ကိုထင်ရမြင်ရလှုပ်ချင်တိုင်းလှုပ်လို့ရတဲ့အလုံးမျိုးလုံးဝမဟုတ်ဘူးတီထောင်သူရဲ့ စိတ်တက်ကိုအမြင်ကိုလည်းသိအောင်လှုပ်လို့ရတယ်လို့တီထောင်သူမျော်မှန်မျော်လင့်ထားတဲ့ရေတိုးရေချေလုပ်ငန်းအစီအစဉ်တွေကိုထပ်တူမြင်အောင်စ조사ရတဲ့အလုပ်မျိုးအလုပ်မျိုးပါဒါမှမဟုတ်တီထောင်သူဖြစ်နိုင်ခြေရှိတဲ့အလားအလာရှိတဲ့ပုံကိုယ်တွေကိုကြောထောက်နောက်ခံပေးပြီးလုပ်ငန်းစီးပွားဆိုင်ရာအကြောင်း လမ်းကြောင်းတစ်ခုပေါ်ပေါက်လာအောင်ကနအူဖောက်ထွင်းပေးရတဲ့အလုပ်မျိုးဖြစ်ပါလေ။ရှေးဦးအရင်စွန့်စားပြီး ပေးဆက်ရတဲ့တတိရှိမှလည်းအလုပ်ဖြစ်နိုင်တဲ့အလုပ်မျိုးဖြစ်တယ်လို့တာမန်လုပ်ငန်းတွေမှာ တွေ့ကြုံရလေရှိတဲ့စွန့်စားမှုတွေထက်ပိုပြီးအဆုံးအမြတ်ကြီးတဲ့စွန့်စားမှုတွေကို သူများနဲ့မတူအရေးကိုပြီး စွန့်စားရတဲ့အလုံမျိုးပါ လူပေါင်းမှလို့ခံလိုက်ရတာတက်အရင်မှလို့ငွေသွားနိုင်တယ်လို့အုံမြင့်တီဘီတီဘီကလေးကအတွက်မှလို့အမျက်မကြံပဲတိုးတက်တဲ့အလျောက်တိုးတက်လာတဲ့အလျောက်နောက်တော့ကြကြံခဲ့တာမျိုးမဖြစ်ရအောင်အထူးကယူးဆိုင်ကယူးဆက်ရတဲ့အလုံမျိုးဖြစ်ပါလေအများအားဖြင့်တော့ တည်လိုပါပဲဒါပေမဲ့အများတန်းဒီပုံစံကြီးအတန်းဖြစ်နေတာပါလဲမဟုတ်ပြန်ပါဘူးတည်ထောင်သူနဲ့ရင်းနှီးမြှုပ်နှံသူကြားယုံကြည်မှုနဲ့အလုတ်လုံနေရတယ်လို့သာ ဆိုရတယ်အခြေအနေအရခက်ခဲမှုတွေကြုံလာရတဲ့အခါဒီလူမဟုတ်ရင်နောက်လူပြောင်းလိုက်လို့ပိုကောင်းသွားနိုင်တဲ့အခွင့်အလမ်းမျိုးရလာလျက်နဲ့တီးခံပြီး စစ်ဆက်ရတာမျိုးလောက်ရတဲ့ထူရှားအခြေအနေတွေရှိနေတတ်ပါသေးတယ်။အဲဒီလိုအခြေအနေမျိုးတွေကြတော့တာမန်နှစ်ဦးနှစ်ဖက်နားလေယုံကြည်မှုရှိုံလောက်နဲ့မလုံလောက်တော့ဘူး။လူမှုရေးရာဆန်ရာယုံကြည်မှုအပြင်အချိန်အခါလိုက်လိုအပ်တယ်လို့အတွင်ကူးပြောင်းနေတဲ့ယုံကြည်မှုမျိုး ခိုင်ခိုင်မာမာတည်ဆောက်ထားဖို့ လိုအပ်လာတတ်ပါသေးတယ်စွန်စားစီးပွားရေးစနစ်ကြီးကအငြင်းအရသာကောင်းတယ်လို့ထင်ရတာအများတန်းတော့ထင်ထားသလိုဖြစ်မလာဘူးရဲ့လူတိုင်းလိုလိုနှစ်တိုင်းလိုလိုဒီလောကကြီးထဲကဒီလောကကြီးထဲကကြားနေကြသတင်းတွေရှိတယ်ဘယ်ရင်းနှီးမြုပ်နှံသူ ထောက်ပံ့ပေးထားတဲ့ဘယ်ကုမ္ပဏီကြီးကအရှုံးပေါ်လို့ ဒေဝရီခံသွားတယ်ဘယ်ပုပ်ကိုရဘယ်ကုံတွေကအလင်းကြီးစသဖြင့်အရှုပ်အချင်းတွေအရှုပ်အချင်းတွေမှ အများကြီးပါပဲအဲ့ဒီလိုတည်င်းစကားတွေကိုပဲအခြေခံပြီးဘေးလူအနေနဲ့ကြည့်လိုက်ရင်တော့ရင်းနှီးမြုပ်နှံသူတွေအနေနဲ့တစိမ့်တွေကိုပတ်စံလိုက်ပြီးနေတာကတတ်တတ်မဲ့အချုံးခံပြီးအလူလုံးနေတယ်လို့ပဲလို့ထင်ကြရရှိပါတယ် အလျညာအင်မတန်များတဲ့အပြင်ပြိုးဥစတာဆိုတဲ့ပြိုးဥစတာဆိုတဲ့ပြိုးယုံခဏနဲ့ပြက်စီးသွားတာတွေလည်းမရှိဘူးမဟုတ်ဘူးအများကြီးပါဒါပေမဲ့တော်ယုံ မကြားသည့်ဖြစ်တဲ့အစဉ်ပြေမှုအစဉ်ချောမှုပြိုးစဥ်ကနေကြောင်းလဲသွားမှုစသဖြင့်တည်င်းကောင်းတွေကြတော့လူသိနဲတော့မသိရင် ဒီလောကကြီးကမကောင်းသလိုထင်စရာဖြစ်သွားရောဘယ်လုံးပဲလုံးလုံးလမ်းစာဖောက်တာစဆိုရင်အခက်အခဲတွေအများကြီးရှိတာ ထုံးစံပါပဲအလွဲတွေများတာထုံးစံပါပဲဒီနယ်ပဲကျင်ဒီနယ်ပဲကျင်လည်နေတဲ့သူတွေအတွက်တော့ဒါမျိုးတွေက ရိုးနေပါပြီမကောင်းတဲ့အချို့ကြောင့်နယ်ပဲကြီးတစ်ခုလုံး လောကကြီးတစ်ခုလုံးကိုမကောင်းဘူးလို့ပြောလို့တော့မရပါဘူးအကောင်းဆုံးဖြစ်အောင် အဖက်ဖက်ကကြိုးစားထားပေမဲ့လွဲကျင်ကျင်လဲအကြောင်းအမျိုးမျိုးကြောင့်လွဲသွားတာပါပဲဘယ်တော့မှထင်ထားသလိုဖြစ်မလာတတ်တာထုံးစံပါဒါကြောင့်လဲတီထောင်သူပဲဖြစ်ဖြစ်ရင်းနှီးပြုတ်နှံသူပဲဖြစ်ဖြစ်ဘယ်ဘက်ကမှဒီလောကကိုပြစ်ပယ်ဖို့မတွေးကြသလို့ ဒီစနစ်ကြီးကိုမဆက်ကျင်ကြပါဘူးမကောင်းတာတွေရှိပေမဲ့ကောင်းတာတွေကပုံများနေတဲ့၍ဘယ်စနစ်မဆို ရေးချီခံတာတဘာဝပါစွန့်စားစီးပွားရေးစနစ်ကြီးမှာလိုအပ်ချက်တွေရှိပါတယ်ဒါပေမဲ့တီထောင်သူတွေကိုရောရင်းနှီးမြုပ်နှံသူတွေကိုပါ အခုထက်တိအကျိုးအမြတ်တွေပေးနိုင်စွမ်းရှိနေပါသေးတယ်အဲ့ဒီလိုအကျိုးပြုနေတဲ့ အဆက်တွေကိုအရင်စစ်ကြည့်လိုက်ရင်တီထောင်သူနဲ့ရင်းနှီးမြုပ်နှံသူကြားရှိနေတဲ့နားလည်မှု အနာဖွဲကြောင့်ပါတခြားသတ်မှတ်ထားတဲ့ပကတိအနာဖွဲတွေတော့မဟုတ်ပါဘူးရင်းနှီးမြုပ်နှံသူအတွက်အလုံးလောက်ရတဲ့အဓိက အကြောင်းအရင်းတွေကငွေကြေးအမြတ်ရရှိမှုဆိုတာမှန်ပေမဲ့ငွေကြေးထက် အများကြီး ိုပါတယ်ဒီထောင်စမှာတော့အရင်အနီထုတ်ပေးထားပေမဲ့ပြိုးဥစပြိုးဥစကစပြီးနောက်ပိုင်းဘာပဲလုပ်လို့ဆရာရှင်တွေနဲ့တီထောင်သူဘက်ကလည်းအကုန်ကြခံရမဲ့လှုပ်ထုံလှုပ်နည်းတွေလောရိုးလောစင်တွေကိုစနစ်အတွင်ကျင့်သုံးနေကြတဲ့နားလည်မှုအနောင်ဖွဲ့အစင်လာတွေရှိနေလို့သာစွန့်စား စီးပွားရေးအရင်းရှင်တွေဘက်ကအရှာအစုဆရာရှင်တွေနဲ့တီထောင်သူတွေအပေါ်အနံကျင့်လို့မရတော့တာပါတရားဝင်စမှတ်ထားတဲ့ဥပဒေတရက်လုံထုံးဥပဒေတရက်ကျင့်ထုံးဥပဒေတရက်မဟုတ်ပေမဲ့အဲ့ဒီလိုလုံနေကြတာဖြစ်တာကြောင့်ဒါမျိုးကိုပဲဘယ်သူမဆိုလိုက်နာကြပါတယ်မလိုက်နာပဲဖောက်ပြန်ပြီးအနံကျင့်ရင်တော့ နောက်နောက်အဲ့ဒီလိုအလုတ်ရှင်မျိုးကိုဘယ်တီထောင်သူကမှရှင်းကပ်မှာမဟုတ်တော့တယ်လို့အစားစွန့်စားရင်းနှီးမြုပ်နှံလိုသူတွေလည်းပူပေါင်းကြမှာမဟုတ်ပါဘူးကျင်ကြမှာပယ်ကြမှာဖြစ်ပါလေနေပယ်အတွင်ကြီးပွားကျင်ရင်နေပယ်အတွင်လိုက်နာနေတဲ့ပုံစည်းကိုလက်ခံနိုင်မှ အလုတ်ဖြစ်တာပါဒီလိုစည်းတွေကိုဘယ်သူကမှ တတ်မှတ်ထားတာမဟုတ်ပေမဲ့နယ်ပယ်လိုက်လုပ်ငန်းလိုက်သူစီသူပောင်ချစ်ပြီးသားဖြစ်တဲ့အတွက်အဲ့ဒီစီးပောင်တွေကိုလက်ခံနိုင်မှသက်ဆိုင်ရာ လောကထဲဝင်ရောက်တာကောင်းပါလေဘယ်တီထောင်သူမှသူဒီစီးမြင့်တွေကို မသိရင်တောင်မှအလုတ်သဘောအရနားလည်ပြီးသားဖြစ်တယ်လို့ဘယ်ရှင်ဒီမြုပ်နှံသူမှသူဒီစီးမြင့်ဒီစီးပောင်တွေကို လက်ခံထားပြတာဖြစ်ပါတယ်လက်ခံထားမှလည်းအလုတ်ဖြစ်နိုင်သလိုလက်ခံနိုင်မှလည်းအလုတ်တွင်တာပါဒါကြောင့်လဲစစ်မှန်တဲ့စွန်စားစီးပွားရေးအရင်းရှင်တွေမှန်သမျှသူတို့လုံနေတဲ့အလုတ်တွေဟာငွေကြေးအမြတ်အတွက်ပဲဆိုပေမဲ့လူမှုအတိုင်းအဝန်တစ်ခုလုံးကိုအကျိုးပြုနိုင်တဲ့အထိအထောက်အပံ့ကောင်းတွေပေးနိုင်အောင် စီးပွားရေး လောက်ကိုင်းနေတယ်လို့ခံယူချက်ပေါင်းတွေစစ်တပ်ပါတယ်လူသားမျိုးနွယ်တစ်ခုလုံးတိုးတက်မှုကို တဖက်တလန်းကအကြောင်းပြုနေတယ်လို့မျိုးအမြင်ကြီးတွေလည်းစစ်တပ်ပါတယ်တီထောင်သူဘက်ကလည်းငွေရဖို့အတွက်စမ်းသာဖို့အတွက်ကြီးပွားဖို့အတွက်ဇင်းလီမြုံနံသူစီရှင်းတက်ပြီးအလုံးလုံးဖို့ရာစီစဉ်လောက်ကန်ကြတာမဟုတ်ပါဘူး ငွေထက်ပိုတဲ့အကြောင်းရင်းတွေသီးခြားရှိနေတတ်ပါတယ်ငွေကိုလုံတာတော့လိုအပ်တာပေါ့ဒါပေမဲ့ငွေလိုချင်လိုပဲလောက်ကန်အာထုတ်ကြတာ မဟုတ်တာကိုအရင်ချင်းတွေဘက်ကမဖြစ်မနေသိထားဖို့လိုတယ်ဗျကိုញမ်းဆိုင်သွားပြီးလိုတဲ့ပစ္စည်းရရင်ပြီးရော ပြန်လာတာမျိုးမဟုတ်ပါဘူးကိုញမ်းပစ္စည်းဆိုင်ရောက်မှတော့ လုံနေတဲ့အလို့အတွက်လိုအပ်တဲ့အရာမှန်သမျှဝယ်ယူခဲ့တာမျိုးဒါကြောင့်တည်ထောင်သူတွေရင်းနှီးအရင်ရှင်တွေစီရောက်လာတဲ့ပတ်စံအတွက်တည်တံ့ရောက်လာတာ မဟုတ်တဲ့အချက်ကိုတည်ထားပါတည်ထောင်လို့တဲ့ကုမ္ပဏီအတွက်ငွေလိုလို့လာခဲ့ကြတဲ့ဆိုပေမဲ့ငွေထက်ပိုတဲ့နောက်ွယ်ကအသေးပဲရှိတဲ့ အကြောင်းအရင်းတွေကိုလည်းတည်ထောင်သူနဲ့နေသူမြင်နိုင်ဖို့သိနိုင်ဖို့လက်ခံနိုင်ဖို့လိုအပ်ပါတယ်။စွန့်စားစီးပွားရေးစနစ်ကြီးရဲ့အထာရတည်ထောင်သူရောရင်းလေးမြုပ်နှံသူရောနှစ်ဖက်လုံးကောင်းကောင်းလှုပ်သွားရင်လိုချင်တာရချင်တာဖြစ်ချင်တာဖြစ်ကိုဖြစ်အောင်ရကိုရအောင်လုံနိုင်တယ်ဆိုတာတည်ထားပြီးသားပါ အဲ့ဒီလိုပန်းတိုင်ကိုရောက်သွားဖို့အတွက်တီထောင်သူနဲ့ရင်းနှီးမြုပ်နှံသူအကြားပေါင်းကူအဖြစ်ကိုကြီးထောက်ပံ့ပေးတာကပတ်စံပါ တနည်းအားဖြင့်ရန်ပုံငွေပါအဲ့ဒီလိုအပ်ချက်ကြီး မရှိပါပဲအလုပ်မဖြစ်ဘူးဆိုပေမဲ့အဲ့ဒီလိုအပ်ချက်ကြီးကိုပဲပင်တိုင်ဆန်ထားပြီး အရာရာဆုံးဖြတ်လို့မရပါဘူးဒါက စွန့်စားစီးပွားရေးစနစ်ကြီးရဲ့အဓိကအချက်ပါပတ်စံကိုဥတီဆိုပေမဲ့ပတ်စံနဲ့တိုင်းတာလို့မပြီးတဲ့လုပ်ငန်းမျိုးဖြစ်ပါတယ်။ဘာပဲလုပ်လို့ပတ်စံကိုအခြေခံပြီးပတ်စံကိုပဲဥတီထားပေမဲ့ပတ်စံနဲ့လားလားမှမသက်ဆိုင်တဲ့အကြောင်းအချက်တွေကြောင့်နောက်နေနေရတာမျိုး ရှိနိုင်တယ်လို့ မထင်မှတ်ထားတဲ့အကြောင်းကိစ္စလေးတွေကြောင့်အများကြီးတိုးတက်အောင်မြင်သွားတာမျိုးဖြစ်ခြင်းဖြစ်သွားတတ်တာလေဒီလိုခင်မထားနိုင်တဲ့အကြောင်းလဲတဘာဝကိုကစွန့်စားစီးပွားရရဲ့အရသာစစ်စစ်အနှစ်သာရစစ်စစ်ဖြစ်တယ်လို့တီထောင်သူတွေလိုလားတောင်းတကြတဲ့ရင်ဖိုးလောက်စရာအောင်မြင်မှုမျိုးပါ အကြောင်းမျိုးမျိုးကြောင့် အစင်ချောပြီးသားတွေကတလွဲတွေဖြစ်သွားတတ်တယ်လို့အမျိုးမျိုးခက်ခဲပြီးမှ နောက်ဆုံးတတ်တည်လေအစင်ပြေချောမွေ့သွားပြီးထင်မထားလောက်အောင်တိုးတက်အောင်မြင်ပြင်းမြောက်သွားတာမျိုးလဲဖြစ်သွားတတ်ပါလေတီထောင်သူဘက်ကငွေကြေးအကျိုးအမြတ်ထက်အလုတ်တွင် အောင်မြင်မှုကိုဥတည်နေတာမျိုးဖြစ်တတ်တယ်လို့အရင်ချင်းရင်းနှီးမြုံနှံသူတွေဘက်ကလည်း တီထောင်သူရဲ့အမြင်နဲ့ခံယူချက်ကို နားလည်တော်ညာစွန့်စားထားတဲ့ပမာဏတဲ့မလောက်စရာ အကျိုးမြတ်တွေကိုလိုချင်နေတာမျိုးလဲဖြစ်ပြပါတယ်ဒါပေမဲ့ဘယ်လိုပဲသူတော်အမြင်တွေပွဲနေပါသေးနှစ်ဦးနှစ်ဖက် အလုတ်ဖြစ်နိုင်မဲ့နေလန်းကို ဖော်ထုတ်ပြီးနှစ်ဖက်အကျိုးထွက်အောင် လုပ်နိုင်ဖို့ကအဓိကဖြစ်ပါတယ်ကွဲအပ်နေတဲ့ အမြင်မတူမှုတွေကိုခယူးမဆိုင်ပဲတင်းတင်းကြပ်ကြပ်လှုပ်လိုက်မယ်ဆိုရင်ကိုယ်အယုံမကလို့လွင့်စင်ပပျောက်ပြက်စီးသွားသည့်အထိဖြစ်သွားနိုင်ပါလေဒါတွေကစံဖြစ်တတ်မှတ်ထားပေမဲ့အစဉ်အလာကိုဖြစ်နေပြီးသားအဆက်တွေပါပဲအဲ့ဒီတော့အရင်စစ်ကြည့်လိုက်ရင်တီချာမတတ်မှတ်ထားပေမဲ့မဖြစ်မနေလက်ခံထားရမှာက အရှင်အလတ်ပြောင်းလဲသွားတတ်တဲ့နှစ်ဦးနှစ်ဖက် နားလည်မှုတွေနဲ့ယုံကြည်မှုတွေပါပဲစီးပောင်တွေကလည်းချစ်တယ်လို့လှုပ်ထုံးစီးပောင်တွေလည်းချစ်တယ်လို့လှုပ်ထုံးဆိုလဲဖောက်ပါလေအနောင်ဖွဲ့အဖြစ်မြင်လို့ရတယ်လို့မရှိမဖြစ်စီးစနစ်ကြီးတစ်ခုလည်းချစ်ပါတယ်